ဟိုဖိတ်ခေါ်တဲ့ပွဲတွေဝင်ရလိုက်တာနဲ့အဲအဲ့အနုပညာသမားဒလန်ဖြစ်သွားပြန်ရောဘောမဖြစ်သွားပြန်ရောအဲအဲ့လိုပဲအဲခင်ဗျားတို့ကမကုပါနဲ့ရုံးမတက်ပါနဲ့လို့ပြောထားတဲ့လူတွေကစေကုတာတို့ဟိုစာတင်တာတို့လောက်ရတခါဒလန်ဖြစ်သွားပြန်ရောဘာတိုင်းကြီးလဲဗျာဘလို့လူမျိုးတွေလဲကျွန်တော်မသိလို့မေးတာပါပထမတော့တိမ်မာကြောက်တယ်ဗျာသိလားကျွန်တော်မှမိသားစုတွေရှိတော့ဗျာနော်အတက်နိုင်ဆုံးထိမ့်သိမ်းပြီးတော့စကားပြောပြီးတော့လောက်တယ်အခုကတော့ဗျာစောက်ကူလည်းမဆိုင်တော့ဘူးသိလား ခင်ဗျားတို့လှုပ်ချင်ရတာလှုပ်တော့ဗျာအာယုံနဲ့နောက်လာပြီပြောချင်တာဟိုဘာပေါ့ဗျာတိတ်လားအကုသူတွေများနေဗျာနော်ခင်ဗျားတို့ကလည်းမိသားစုတွေရှိတယ်ဗျာကျွန်တော်ကလည်းမိသားစုတွေရှိတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လူရှင်တော်ဒိန်းတောင်နဲ့ပွဲတူကမိတာကိုဒလန်လို့ဆွဆွဲနေကြလို့ပြန်လဲဖြည့်ရှင်းလာတဲ့ဒိန်းတောင်ရဲ့တပည့်ရင်ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာကျွန်တော်ကဗျာနည်းနည်းပြောစရာရှိလို့ဗျာသိလားအားလုံးမင်္ဂလာပါဗျာကျွန်တော်အောက်ကဟိုကျွန်တော်တငယ်ချင်းတွေရောအကုန်လုံးပေါ့နော်အပြင်ကြည်နေတဲ့လူတွေရောအကုန်လုံးကျေးဇူးတင်ပါတယ်စကားလေးနဲ့ပြောချင်လို့ဗျာအခုကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ပွဲကရနေနည်းနည်းအကုသူတွေများများလာအကုသူတွေများဆိုတော့ကျန်တာတော့မဟုတ်ပါဘူးသိတယ်မလားเออยายกูหัวอีတော့မဟုတ်ပါဘူးဗျာတော့ကျွန်တော်မင်္ဂလာပါ ကျွန်တော်မပြောလို့နေတာပါဗျအခုနည်းနည်းတော့ပြောလိုက်အောင်မယ်ပွက်ကရင်လည်းအကုသိုလ်တွေများလို့ပါဗျနော်အော်ရင်တော့တော့မသိလို့အားပေးတာမသိလို့ငားတာပေါ့အခုတော့မငားတော့ဘူးအဲ့လိုဘောမမျိုးအဲဒီလိုသူတို့ကမကြားကြနိုင်ဘူးကျွန်တော်ဘယ်သူမှသွားမလဲတော့မသိဘူးပေါ့ဗျာနော်ကျွန်တော်တွေ့ကျင်တာတော့အမ်ကျွန်တော်ဆရာကိုရင်းနောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုတိတာဆိုရင်လည်းတောက်မှန်တယ်အဲဒါတော့ကျွန်တော်ဆရာဖြစ်တဲ့ဆိုကျွန်တော်တော့ဘောမဟုတ်ဘူးတကူလုံးမှားတာလေ ကျွန်တော်တောင်းပန်တယ်အဲအခုဘလို့ဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်မြန်မာပြည်မှာလေကျွန်တော်မြင်တာလေးကိုပြောတာပါကျွန်တော်အနုပညာသမားတော်တော်များများကိုဆဲလိုက်ကြတာမူချိုးမြစ်မြစ်ချိုးတွေဆဲလိုက်ကြတာအနုပညာအလုပ်တွေလုပ်လို့တဲ့အဲတချို့တချို့ကြတော့သူတို့အဖွဲ့အစည်းတွေနဲ့ဟိုဘက်တိုင်းတစ်ပါးမှာကနေတာတော့နှိမ့်စင်တဲ့အမြပဲလိုင်းပေါ်မှာလေလူတိုင်းမြင်မြင်မယ်လို့ထင်ပါတယ်အဲသူတို့ကနေတာတော့တဲ့အဲဟိုအဝယ်ဖို့ဒီအဝယ်ဖို့ဗျာသိလားကျွန်တော်တို့ကနေတာကြတော့တဲ့ ဘောမနေတာဆိုတော့လည်းတော့မဟုတ်သေးဘူးဗျာကျွန်တော်တို့လည်းကျွန်တော်တို့ဝိုင်းရေးအတွက်ကျွန်တော်အလိုလောက်အောင်မယ်လीနော်ကျွန်တော်မှလည်းမိသားစုတွေအများကြီးရှိတယ်ဗျာသိလားပြောချင်တာလေအဲ့လိုပဲဗျာဟိုနိုင်ငံတော်ကဖိတ်ခေါ်ပြီးတော့ရိုက်တဲ့ပွဲတွေဗျာပညာပေးဇလန်းတို့စစ်ကားတို့ဘာညာပေါ့ဗျာကားတွေရှိလိမ့်မယ်ဗျာသိလားပြန်ကြားရေးရလိမ့်ပြီးတော့ခေါ်ရိုက်တာတို့ဘာလို့တုံးတာတို့ကျွန်တော်အမှုပညာသမားဖြစ်တယ်ဗျာနိုင်ငံတော်ပွဲဆိုရင်ဟိုငငယ်လေးတွေကမျောလေးချက်တွေရှိခဲ့တာတနေ့တစ်ချိန်ငါတို့ကဒီလိုနေရာမျိုးရောက်ဒီလိုကားလေးတွေရိုက်ချင်တယ်ပေါ့ဗျာအခုချိန်ထိလည်းရှိတုံးဗျာသိလားပြောချင်တာ အရင်တော့ကဆိုတော့သူ့လူနဲ့သူပြားသူကအဝါမှာပိတ်နေတာဗျာအရင်တော့ကဆိုရင်တော့ဟိုအခုအခုဗျာဟိုဘက်ကိုရောက်သွားတဲ့ဘဲတွေဗျာသိလားသူတို့တာဖားလိုက်တွေရောနော်တစ်မျိုးလုံးတစ်ဆွေလုံးနေနော်ဒါတက်မတော်ကနေပြီးတော့ရိုက်တဲ့မတ်စတာ29ရက်နေ့တက်မတော်နေ့တွေမှာထုတ်လွှင့်တဲ့ရုပ်ရှင်ကားတွေကျွန်တော်တို့စောက်ကြည့်ခဲ့ရတဲ့ဘဝတွေပေါ့ဗျာသိလားအဲ့တော့ကသူတို့ရိုက်ကြတာဗျာတော်တော်များများပါဗျာအဲ့နော်သွားရိုက်ကြတာဟိုတော့အခုကြတော့ဗျာဟို ပညာပေးလေးနည်းနည်းလေးဟိုကနိုင်ငံတော်ကလေဖိတ်ခေါ်ပြီးရိုက်တဲ့ပွဲလေးတွေမြင်လာမြင်လာနဲ့ဟိုဟိုတခါတည်းကျွန်တော်တို့ဟိုဟိုတလန်ဆိုတဲ့ဟာကြီးကောင်းစီကတတ်တော့တာပဲဟိုဘာလဲကျွန်တော်တို့ကလည်းကျွန်တော်တို့မှာဝိုင်းရေးရှိတယ်မိသားစုမှာအနောက်မှာမိခိုစားတောက်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ဆိုဟာပေါင်၅ယောက်ဟာပေါင်၅ယောက်မှာဆိုကျွန်တော်အနောက်မှာကျွန်တော်မိခိုထားတဲ့လူရှင်တော်တဲ့၄ယောက်ရှိအောင်မယ်အဆိုတော်တွေရှိမယ် KVT တဲ့အဖွဲ့တွေရှိမယ်မိသားစုတွေအများကြီးရှိတယ်ဗျာသိလားအဲ့လိုပဲဗျာအเจ้าဆရာမှာဆိုရင်လည်း ူ့ရဲ့ကိုသူ့သူတင်ပြမှုကောင်းလို့နော်သူ့အတန်းမှာတက်နေတဲ့ចောင်းသားတွေအများကြီးရှိတယ်ဗျာသိလားចောင်းသားတွေအများကြီးရှိတယ်လွယ်လွယ်လေးနဲ့တော့ចောင်းဆရာတယောက်ကတပည့်တွေကိုတော့အဲចောင်းဆရာဆစ်ဆစ်ចောင်းဆရာမဆစ်ဆစ်တွေကတပည့်တွေကိုပြစ်ထားပြီးတော့ဗျာသိလားဘလို့အကြောင်းမျိုးနဲ့မှတော့မထွက်သွားရဲကြဘူးဗျာဆရာအစ်စ်ဆရာမအစ်စ်တွေကလေအဲအဲ့လိုပဲဗျာဟိုစီတူကကင်နဲ့ကြက်ကင်ကြီးရဲ့ဆရာဝန်ကြီးရတယ်ဒီတိုင်းပဲဘလို့လူမျိုးဗျာရန်သူတော်ဖြစ်ပလိစီဗျာသိလားလူနာတွေ့ရင်ဗျာ ဆရာဝင်လာလို့မေးစရာမလိုဘဲနဲ့သူ့အလိုလိုအတိစိတ်တက်ကလေးပေါ်လွင်ပြီးတော့အတင်းလူနာတယောက်ကိုကုသပေးတတ်တဲ့ဆရာဝင်တွေအများကြီးရှိပါတယ်ဗျာကျွန်တော်တို့တိုင်းပြည်မှာပေါ့လေနော်အဲအဲ့လိုပဲဗျာရကြီးပိုင်းမှာလည်းအုတ်ချုပ်ရည်နော်ဟောအုတ်ချုပ်ရည်ဝါသနာပါတယ်လို့တည်တန့်ရှိတယ်ဗျာနော်တကယ်ရကျိုးရကျိုးတကယ်တည်ဖို့ကျင်တဲ့လူငယ်တွေအများကြီးရှိပါတယ်ဗျာသိလားကျွန်တော်နဲ့လည်းဟိုအရင်တော့အတူတူ pride လောက်ဖြစ်တဲ့လူတွေကအခုတော့မြင်ကြမှာပေါ့ဗျာသိလားဆိုတော့ เออအောက်ချုပ်ရေးမူတက်လောက်လိုက်တာနဲ့ခမရဒလန်ဖြစ်သွားရောလားအဲကျွန်တော်ပြောချင်တာကလေသိလားဒီရက်ကွက်မှာရက်ကွက်နေပြည်သူကိုတော့မိဘတယောက်တပ်ဖွဲ့အများကြီးအကျိုးပြုနေတဲ့အုပ်ချုပ်ရေးတွေအများကြီးရှိပါတယ်ဗျာသိလားနော်ဟာလာဘယ်လိုလူမျိုးမှသူရောက်ဘတ်တော်ဝင်လာလို့မရအောင်လဲဟိုစက်တောက်အုပ်မကြီးလို့ကာရန်ထားတဲ့အုပ်ချုပ်မှုတွေလည်းအများကြီးရှိပါတယ်အုပ်ချုပ်ရေးဝင်လောက်လိုက်တာနဲ့တလန်ကျမတို့ကဟိုနိုင်ငံတော်ကဟိုဖိတ်ခေါ်တဲ့ပွဲတွေဝင်ရိုက်လိုက်တာနဲ့အဲအဲ့အမှုပညာသမားဒလန်ဖြစ်သွားပြန်ရောဘောမဖြစ်သွားပြန်ရော အဲအဲ့လိုပဲအဲခင်ဗျားတို့ကမကုပါနဲ့ရုံမတက်ပါနဲ့လို့ပြောထားတဲ့လူတွေကစိတ်ကုတာတို့ဟိုစာတင်တာတို့လောက်ရတခါတလန်ဖြစ်သွားပြီ။ဘာတိုင်းကြီးလဲဗျာဘလို့လူမျိုးတွေလဲကျွန်တော်မသိလို့မေးတာပါ။ကျွန်တော်တို့မှလည်းဘိုက်တွေပါတယ်။ဗဇက်တွေနဲ့ကျွန်တော်တို့တော့မမီကိုစားတော့လူတွေအများကြီးပါတယ်။ခင်ဗျားတို့လည်းခင်ဗျားတို့ကခင်ဗျားတို့အစင်ပြေလို့သွားလောက်တာကျွန်တော်တို့မပြောဘူး။ခင်ဗျားတို့လည်းတခါမှလည်းမတိုက်ခိုက်ဘူး။သိလား။ကျွန်တော်တို့တိုက်ရိုက်ကြီး comment အောင်းတွေရောဘွက်ကရဲ့ နေရာမှာရောဟုတ်နော်အနောက်ရှက်ပေးလို့ကျွန်တော်ဒီစကားကိုကျွန်တော်ပြောရတာတိလားနော်ဘာဆန်လို့လဲဗျာငင်းချံမျိုးနယ်ရှိစစ်တပ်ကိစခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား9ဦးတေဆုံးပြီးစစ်သားအလုံးစခန်းဆုံးခွာထွက်ပြေးရုတ်တံ မန္တလေးတိုင်းမြင်းချံမြို့နယ်ရှိအကျန်းဖက်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးပြီးစစ်သားအလုံးစခန်းဆုံးခွာထွက်ပြေးသွားကြောင်းထနောင်းမြေစစ်ကြောင်းမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်နိုတူညရင်ပါလာ73ရက်နေ့နနက်6:35မိနစ်ခန့်အချိန်မြင်းချံမြို့နယ်ခေါင်းကွဲကြီးရွာနှင့်ကံရွာကြီးရွာအကြားရှိအကျန်းဖက်စစ်တပ်ဂိတ်စခန်းကိုထနောင်းမြေစစ်ကြောင်းနှင့်မဟာမိတ်တပ်ဖွဲ့များကတူညရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ဂိတ်စခန်းကို ဒရုန်းပုံးများကြားရောက်ပောက်ကွဲခဲ့ပြီးမြေပြင်မှလည်းတော်လန်ရေးတပ်ဖွဲ့များကစစ်ကြောင်းနှစ်ကြောင်းခွဲ၍ဂိတ်စခန်းအတွင်းထိတူးမြရင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ထိုစခန်းတွင် အကြမ်းဖက်စစ်သား15ဦးဖြင့်အထိုင်ချတဆွဲထားခြင်းဖြစ်ပြီးတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဖက်မှ9ဦးသေဆုံးကာကျန်ရှိသူအားလုံးသည်စခန်းအတွင်းမှဆုတ်ခွာသွားပြေးသွားကြောင်းတော်လန်ရေးတပ်ဖွဲ့များကဂိတ်စခန်းကိုရှင်းလင်းရေးတူးမြရင်လုပ်နေချိန်ငင်းချက်မျိုးမှတက်ကူစစ်ကားများရောက်ရှိလာသောကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရသည် အဲ့ဒီခိုင်မှုမှာစစ်ခွေး9កောင်ကတော့နေရာတင်ပွဲချင်းပြီးတည်ဆုံးတယ်နောက်ထပ်ထပ်တိုး2កောင်တည်တယ်စုစုပေါင်းစစ်ခွေးတည်တာ9កောင်ရှိတယ်ကျွန်တော်တို့တော်လန်ရေးရဲဘော်တွေအထီးအခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုတနောင်းမြေစစ်ကြောင်းမှတာဝန်ရှိသူကပြောဆိုသည်ဟုတ်တယ်မလားကျွန်တော်ကြောက်ဘူးမှထောင်လည်းမကြောက်ဘူးတန်းလည်းမကြောက်ဘူးလေဟိုလူနဲ့ပိုင်တယ်ဒီလူနဲ့ပိုင်တယ်ဆိုပြီးတော့ကျွန်တော်ဘာမှလည်းမလုပ်ဘူးလေဗျာတည်လားကျွန်တော်ဘယ်သူမှလည်းမပိုင်ဘူးလေဗျာပြောချင်တာကျွန်တော်တို့ဘိုက် စာမဆိုလို့ကျွန်တော်ဝမ်းယူအတွက်ကျွန်တော်ရှာဖွေစားတောက်တာဗျာသိလားမုတ်ဆိုးမတွေးတွေးကြည့်လိုက်ဗျာကြားတယ်မတွေးကြည့်နဲ့ဗျာသိလားဟိုပြောချင်တာဗျာခင်ဗျားတို့လုံနိုင်လို့ခင်ဗျားတို့သွားလုပ်တဲ့အရာကိုကျွန်တော်တို့ဘာမှမပြောသလိုကျွန်တော်တို့အလုပ်ကိုကျွန်တော်တို့လုပ်နေခင်ဗျားတို့ဘာမှမပြောနဲ့ဗျာသိလားအဲလူတိုင်းကတော့ကျွန်တော်ထောက်ခံလိုက်မှာထောက်ခံမှာမဟုတ်ဘူးဗျာသိလား50 50ပဲကျွန်တော်ထောက်ကန်တဲ့လူရှိသလိုမထောက်ကန်တဲ့လူရှိတယ်ဗျာကျွန်တော်ချစ်တဲ့လူရှိသလိုမုန်းတဲ့လူရှိတယ်ဗျာလူဆိုတာဒါပဲကျွန်တော်ဒီလက်ငါးချောင်းတော်ဗျာတိရအတိုးရှိမတူးဗျာ ကျွန်တော်တို့အတူတူမွေးထားတဲ့ဖေးအေးတယောက်တည်းမေးအေးတယောက်တည်းကမွေးထားတဲ့ညီကောင်မောင်နှမတော်မှာတယောက်နဲ့တယောက်စိတ်ချင်းမတူဘူးဗျာသိလားနော်ကိုးကွယ်တာချင်းမတူဘူးဗျာအသိစိတ်တတ်ချင်းမတူဘူးဗျာအသက်ရှူတာချင်းမတူဘူးဗျာကြိုက်တာချင်းမတူဘူးဗျာမိမယူလာလို့လည်းတယောက်တည်းယူလာတာမဟုတ်ဘူးဗျအမှန်ကြီးကို၄ယောက်ရှိတယ်ဆိုမိမတယောက်တည်းယူလာတာမဟုတ်ဘူးသူလည်းသူ့မိမနဲ့သူကိုလည်းကိုမိမနဲ့ကိုကျွန်တော်ပြောချင်တာသဘောပေါက်တယ်မလားအားလုံးနားလဲလွယ်အောင်ပြောတာဗျာခင်ဗျားတို့ကရှင်းပြလဲနားမလဲလို့ဗျာသိလားခင်ဗျားတို့နားလဲလွယ်အောင်ပြောပြတာ သိလားခမရတို့အဲ့လိုနားလဲလွယ်အောင်အလုံးလက်ကြီးဒီလိုအလုံးကြီးပြတာတော့ခမရတို့ကမသိမသိဖြစ်ဖြစ်နေလို့အကုန်လုံးလိုက်ပုတ်ခတ်နေလို့နာမည်ကြီးတဲ့လူတွေသွားပုတ်ခတ်ပါလားခမရတို့နောက်ဆုံးဟိုဘာမှမဟုတ်တဲ့ဘာဘာစောက်နာမည်မှမရှိဘူးကျုပ်အဲ့လိုလူမျိုးတော်မှခမရတို့ရှောက်ပြောနေတယ်ခမရတို့စဉ်းစားကြုံနေဗျာသိလားပထမတော့တိမ်မှာကြောက်တယ်ဗျာသိလားကျွန်တော်မှမိသားစုတွေရှိတော့ဗျာနော် အတက်နိုင်ဆုံးထိမ့်သိမ်းပြီးတော့စကားပြောပြီးတော့လှုပ်တော့အခုကတော့ဗျာစောက်ကူလည်းမဆိုင်တော့ဘူးသိလားဒီမှာတော့လှုပ်ချင်တာလှုပ်တော့ဗျာအာယုံနဲ့နောက်လာပြီပြောချင်တာဟိုဘာပေါ့ဗျာသိလားအခုသူတွေမများနဲ့ဗျာနော်ခင်ဗျားတို့ကလည်းမိသားစုတွေရှိတယ်ဗျာကျွန်တော်တို့ကလည်းမိသားစုတွေရှိတယ်ခင်ဗျားတို့လည်းကရတယ်ဗျာကျွန်တော်လည်းကရတယ်ဟုတ်လားဒီရက်ွက်ထဲမှာနေဒီရက်ွက်အုတ်ချုပ်ရုံမူဟာကိုတော်ရေးကျွန်တော်ရုံရှင်မှာဖြောပြေးလေးလာလောက်ပေးပါဆိုကျွန်တော်သွားလောက်ရမှာပဲလေ ဟုတ်မဟုတ်ဗျာရက်ကအုတ်ချုံမှုဆိုတာဒါလူကြီးပဲ तू ကတလေးစားခေါ်ကျွန်တော်တလေးစားတော့ကားမှာပဲခမားနဲ့မတက်တဲ့လူကအုတ်ချုံမှုလို့ကျွန်တော်အုတ်ချုံဘူးခေါ်တဲ့နေရာကိုသွားလိုက်တာနဲ့ခမားနဲ့ကျွန်တော်နဲ့မတက်တော့ဘူးလားမဆိုင်ဘူးလေဗျာသိလားမဆိုင်ပါဘူးခမားညာဦးကပိုင်းပြူတာနဲ့ဟိုးမှာဗျာပတယံနမကြီးချီကျိုးတာနဲ့တခြားစီပဲဘာမှမဆိုင်တဲ့ကိစ္စတွေဘူးမပြောကြပါနဲ့ခမားတို့လုံနိုင်လို့ခမားတို့လုံတာ ဟာငါလောက်တယ်လုံနိုင်တယ်ငါဘလို့ဒီလုံနိုင်တယ်ငါဘလောက်ထိလုံနိုင်တယ်ခင်ဗျားတို့ခင်ဗျားတို့ဘလို့ပဲကြောကြောဝါဝါကျွန်တော်စိတ်လည်းမဝင်စားဘူးကျွန်တော်မလုံနိုင်တေးကြရတဲ့ခုကတစ်ခုပဲရှိတယ်ခင်ဗျားတို့သိအောင်ပြောပလိုက်တစ်ခုလေးပဲနော်ကျောက်တို့မြန်မာနိုင်ငံနဲ့တိုင်းတစ်ပါးနဲ့ဗေနိုင်ငံနဲ့ပဲဖြစ်ဖြစ်ခင်ဗျားဖွဲတဆုပ်နိုင်တဲ့အဖိုးကြီးအားစာထပါလာမှာတေးကြတယ်ဘယ်သူမှ like ခေါ်နေစရာမလိုဘူးတေးလား ဘာမဟုတ်ခမရအဓိပ္ပာယ်မရှိတာခမရတို့ဟိုအတ္တဆန်တဲ့အလုပ်တွေကိုရှောက်ပြီးတော့ခမရတို့လုံနိုင်လို့ခမရတို့လုံတာဒါပေမဲ့မလုံနိုင်တဲ့လူမလုံဘူးလေဗျာဘာဖြစ်လို့လိုက်ပြီး